ဆရာကြီးမောင်သိန်းလွင်ဘာသာပြန်ဆိုထားတော့မွန်တီခရစ်စတိုမြို့စာကြီး အခန်း6အကျဉ်းထား စစ်သားကဒန်ဒီကိုအခန်းလေးတစ်ခုတည်းခိုးသွားတယ်။အဲ့ဒီနောက်စင်နာယီထိုးလောင်းမှာအရာချီတစ်ယောက်နဲ့စစ်သားလေးယောက်ကလမ်းတွေကိုဖြတ်ပြီးသူ့ကိုကမ်းခြေသို့ခိုးသွားကြတယ်။သူတို့ကဒန်ဒီကိုလေတစီထိထိလိုက်တယ်။အဲ့ဒီနောက်လေကလေးထွက်ခွာတော့တော့သူတို့ကသူ့ကိုစောင့်ကြည့်နေခဲ့ကြတယ်။ဘာတွေဖြစ်နေတာပါလဲလို့အက်ဒမွန်ကစိတ်တွေကြောင်ဆောက်ချာနဲ့တွေးနေမိတယ်။တရားသူကြီးကငါ့ပေါ်ကျင်လာပါတယ်။ဟိုဘာမှမစိုးရိမ်နဲ့လို့ပြောခဲ့တယ်။ နွိုက်တီးယားဆိုတဲ့နာမည်ကို မပြောမိဖို့တာ तू ကငါ့ကိုမှားတာပဲပြီးတော့ငါရှိမှတဲ့ तू ကစာကိုဖျက်ဆီးခဲ့တာပဲဒန်ဒီကအမောင်တို့တွေကိုလှမ်းမြို့ကြည့်လိုက်တယ်သူတို့ပင်လေပင်ဘက်ကိုသွားနေကြတာပဲ तू ချစ်တဲ့အရာရာစီကနေသူတို့ကအဝေးကိုရွံ့ရွံ့ထွက်ခွာနေကြတာလေ သူကအနည်းဆုံးဝရှိတဲ့စစ်သားဖက်ကိုလေးလိုက်တယ်။မိတ်ဆွေကြီးကျွန်တော်တို့ဘေးကိုသွားနေကြတာလေဆိုတာကျေးဇူးပြုပြီးကျွန်တော်ကိုပြောပြပါဦးလားဗျာ။ကျွန်တော်ကအက်ဒမွန်ဒန်ဒီပါ။သင်္ဘောသားတယောက်ပေါ်ပြီးတော့ဘုရားသခင်နဲ့ဘီရင်မင်းမြတ်ကိုချစ်မြန်းနိုးတဲ့သူတယောက်လေးဖြစ်တယ်။ ကျွန်တော်တို့ဘေးကိုသွားနေတယ်ဆိုတာကျွန်တို့ကိုပြောပြပါအောင်လို့သူကမေးလိုက်တော့ခမ ्या ကိုမဆင်းမမွေးတယ်ပြီးတော့ခမ ्या ဟာသင်္ဘောသားတရားဖြစ်တယ်ဒါပေမဲ့ခမ ्या ဘေးသွားနေတယ်ဆိုတာခမ ्या မသိဘူးလားဟိုမှာကြည့်လိုက်လေဒန်ဒီကမတက်ရက်ပြီးလေရှိဖက်ကိုကြည့်လိုက်တယ်မိသားတရားလောက်အကွာဝေးမှာတော့မင်းနဲ့ပြီးကြောင်းမွဲခွေကောင်းတဲ့ကြောက်ဆောင်ကြီးရဲ့ပုံမှန်တံတန်ကိုသူမြင်ရတယ်အဲ့ဒီနေရာမှာချက်တူဖက်ရေးတဲ့အကျဉ်းထောင်ကြီးတည်ရှိတယ်အကျဉ်းထောင်ရဲ့တံတန်ကနှစ်ပေါင်း300ရှိပြီးဒီနေရာနဲ့ပတ်သက် ပြီးလူတွေကတော့ထူးထူးထွေဆန်းပြတဲ့ဖြစ်ရက်တွေဇက်လန်းတွေအများကြီးပြောကြတာပဲလို့ဒန်နီယာစဉ်းစားနေမိတယ်။အကျဉ်းသားတွေဒီနေရာကိုသွားရင်ဘယ်တော့မှပြန်မလာကြတော့ဘူး။ဒီဟာဟာမျိုးလဲဆက်အလုံးရဲ့ဏိကုံးပဲလား။ကျွန်တော်ဟာဒီအဲ့ဒီမှာအဆုတ်ခအနောင်ခံရမယ့်အကျဉ်းသားတရားမဟုတ်ဘူးဗျာလို့ဒန်နီယာအော်ပြောလိုက်တယ်။အရေးပါတဲ့အကျဉ်းသားတွေဘီရင်မင်းမြတ်ရဲ့ရန်သူတွေဒါဒီကိုသွားကြရတာမစ္စတာဘီလီဖို့ကျွန်တော်ကျွန်တော်တို့ကိုဂတိပေးထားတာက ခမ ्या ကိုချက်တူးဖစ်ရေးတဲ့အချင်းထောင်ကိုကိုသွားဖို့မစ္စတာဘီလီဖို့ကကျွန်တော်တို့ကိုပြောတာပါအားလုံးတို့မှာကုန်ကြပြီဗျာကြောက်စရာကောင်းတဲ့အမှားတစ်ခုပါပဲလို့သူကအုပ်ပြလိုက်တယ်အဲ့ဒီနောက်သူ့ရဲ့ပြန်အလာကိုစိုးရိမ်ပူပန်စွာစောင့်နေမဲ့မာစီဒီအဖြစ်ကိုသူတွေးမိတယ်သူမထံသို့အချိုးအချောင်းတည်င်းပို့ရမယ်သူကထောင်မှုဘက်ကိုလှည့်လိုက်တယ် ကျွန်တော်ကတထေးသားတယောက်တော့မဟုတ်ပါဘူးဗျာကျွန်တော်အနေနဲ့ခမည်းကိုမွေးချင်းအများအများတော့မပေးနိုင်ပါဘူးဒါပေမဲ့ခမည်းအနေနဲ့တည်င်းတင်းစကားတစ်ခုကိုတင်ဆောင်ပြီးမာစီတို့သွားမယ်ပြီးတော့မာစီတီဆိုတဲ့မိမငယ်လေးတယောက်စီကိုအကြောင်းကြားပေးမယ်ဆိုရင်ကျွန်တော်ကခမည်းကိုဒင်ကားတရားပေးပါမယ်ခမည်းလို့သူကပြောလိုက်တယ်ဒါပေမဲ့ထောင်မှုကသူပြောတဲ့သူပြောတာကိုနားမထောင်ဘူးပတ်စံလေးနင်းနေအတွက်နဲ့ငါအလုပ်ပြုတ်တော့မှာပဲကွာလို့သူကပြန်ပြောလိုက်တယ် ။ဒီကအတနာခံတယ်ပြီးတော့ချင်းချောက်တယ်။ဒါပေမဲ့အချင်းနီးပါပဲ။လေကကန်းချီတော့ဆက်ကတ်လာတယ်။စစ်သားတယောက်ကခုံဆင်းလိုက်တဲ့ဒန်ဒီရဲ့လက်တွေကိုဆွေးပြီးလေက ထစ်တချို့ပေါ်အတွန်းတန်လိုက်တယ်။တကားတစ်ခုကိုဖြတ်ဝင်သွားပြီးတဲ့အခါအဲ့ဒီတကားကသူ့နောက်မှာပိတ်သွားတယ်။သူကခြံဝင်းတစ်ခုတည်းရောက်သွားတယ်။ခြံဝင်းရဲ့ဘေးဘက်အလုံး၄ဘက်၄တန်းမှာတော့မြင့်မာတဲ့နယံကြီးတွေရှိတဲ့အပြင်ဘက်ဝမ်းကျင်ပတ်လည်မှာလမ်းလျှောက်နေကြတဲ့စစ်သားတွေရဲ့စစ်တမ်းတွေကိုသူကြားရတယ်။အကျဉ်းသားဘက်မှာလည်းလို့အတန်တန်ကမေးလိုက်ပြီးငါးနောက်လိုက်ခဲလို့ ုလိုက်တယ်။အနောက်ကနေတန်တီလိုက်သွားတယ်။မြေအောက်ခံတဲ့ရောင်လူလူအခန်းတစ်ခုစီတော့အဲ့ဒီလူကတန်တီကိုခိုးသွားတယ်။ဒီညအဲ့အတွက်တော့ဒီဟာဟာမင်းရဲ့အခန်းပဲလို့အဲ့ဒီလူကပြောတယ်။မြင်းနဲ့နေပြီးအုပ်ချုပ်ရေးမှုလေးအိပ်ယူနေပြီးမနှက်ဖြန်ကြရင်တော့သူကမင်းကိုတခြားတနေရာကိုပို့ကောင်းပို့လိမ့်မယ်။ဒီမှာပေါင်မုံနဲ့ရေးရင်ပြီးတော့ခင်းအိပ်ဖို့မြင်းချောက်နေနေရရှိတယ်။ Good night hey အဲ့ဒီလူကခက်မြန်မြန်ပဲထွက်သွားတယ်။ပြီးတော့သူ့ သူ့မီးအိမ်ကိုလေးယူသွားတယ်။ဒန်ဒီကအမောင်ထုထေးမှတယောက်တည်းကြံခဲ့တယ်။ပြီးတော့အယာယာကလေတိတ်ဆိတ်ငြိမ်သက်နေပါတယ်။မောင်ဦးဆုံးအချင်းရောင်ချီပြုတ်လာတယ်ဆိုရင်ပဲအဆောင်ကပြန်ရောက်လာတယ်။ဒန်ဒီကတကားရဲ့အတွင်းဖက်မူလနေရာမှာပဲရက်နေတယ်။ အဲ့ဒီလူကဒန်ဒီယူလက်မောင်းကိုကင်ပြီးမေးလိုက်တဲ့ခမားမအိပ်ဘူးလားသိပါဘူးဗျာလို့ဒန်ဒီယားဖြေတဲ့အဆောင်ကသူ့ကိုကြည့်ပြီးမေးလိုက်တဲ့ခမားစာနေသလားသိပါဘူးဗျာခမားအနေနဲ့တခုခုလိုချင်တာများရှိသလားကျွန်တော်အုပ်ချုပ်ရေးမှုနဲ့တွေ့ချင်တယ်အဆောင်ကဒုံတီတီတစ်ချက်ရီမိုးလိုက်ပြီးအခန်းတေးကနေထွက်သွားတယ်တကားကပိတ်သွားတယ်ဒန်ဒီကကျမ်းပင်ပေါ်မှာလှေးပစ်လေးချလိုက်တယ်ဘာတွေဖြစ်နေရလဲသူကအုံမေးလိုက်တယ်ဘာဖြစ်လို့ငါကဒီနေရာကိုရောက်နေရတာလဲ တနေ့တာကာလကုန်လွန်ခဲ့ပါပြီ။ဒန်ဒီကဘာမှမစားမသောက်ဘူး။သူက အခန်းထဲမှာပတ်စာလေးလှိပြီးလမ်းချောင်းနေလိုက်တယ်။နောက်နေ့မနေ့မှာအဆောင်ကပြန်ရောက်လာတယ်။အကျဉ်းသားကိုခမားဒီနေ့တက်တာရဲ့လားလို့သူကမေးလိုက်တယ်။ဒန်ဒီကပြန်မပြေဘူး။တက်သည့်ရှိစမ်းမှာကိုလူရရေးရရင်ဆန်ဆန်းမှာကျွန်တော်ခမားအတွက်တခုခုလုပ်ပေးနိုင်တာရှိသလားလို့အဆောင်ကမေးလိုက်တယ်။ကျွန်တော်အုပ်ချုပ်ရေးမှုနဲ့တွေ့ချင်တယ်။အဲ့ဒါတော့မဖြစ်နိုင်ဘူးပြလို့အဆောင်ကပြန်ပြောလိုက်တယ်။ဒီလိုဆိုရင်ကျွန်တော်ဗာများလုံနိုင်သင့်လေလို့ တန်နီရမေးလိုက်တယ်။ခမည်းအနေနဲ့ပိုကောင်းတဲ့အစာအသောက်တွေရနိုင်တယ်။ခမည်းအနေနဲ့ပတ်စံပေးနိုင်ရင်ပို့လီပြီးတော့စာအုပ်တွေရနိုင်တယ်။ပြီးတော့ခြံဝင်းတင်းမှလှစ်ပတ်ပြီးခမည်းလမ်းချောင်းနိုင်တယ်။ စာအုပ်တွေမလို့ရှင်ပါဘူးခင်ဗျာဒီအစားအသောက်ကလည်းအဆင်ပြေပါတယ်ပြီးတော့လှစ်ပတ်ပြီးတန်းလျှောက်တာတွေဘာတွေလဲမလို့ရှင်ပါဘူးဗျာကျွန်တော်ကအုပ်ချုပ်ရေးမှုတွေတော့ဒါတွေးချင်တာပါဒါတွေးခွင့်မရနိုင်ဘူးသူ့ကိုတွေးချင်တဲ့အကြောင်းမပြောစမ်းပါနဲ့ဗျာကျုပ်ကတော့အမြဲတမ်းဟဲ့အင်မင်းပြောရလိမ့်မယ်ခင်ဗျာယူသွားလိမ့်မယ်ခင်ဗျာကဒီလိုထင်လို့လားကျုပ်သိတာပေါ့ဗျာဒီထောင်ထဲမှာလူတယောက်ရှိတယ်ဗျာသူလေခင်ဗျာမရောက်ခင်ဒီအခန်းထဲမှာပဲပေါ့ဟိုကိုကြီးရဲ့ ကျွန်တော်ကခမ ्या ဝေယတနာတွေအများအများပေးပါမယ်လို့သူကအုတ်ရွေးမှုကိုသွားပြောတယ်လေလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပဲသူ့ကိုမြေအောက်ခံတခန်းမှာထားလိုက်ရတယ်နားထောင်ပါဦးဗျာကျွန်တော်မယူပါဘူးအုတ်ရွေးမှုကိုကျွန်တော်တွင်းမှရပါမယ်လို့တန်တီးကပြောလိုက်တယ်အိုဟိုမင်းကယူနေတာကိုမင်းနဲ့ပတ်သက်ပြီးဒိုးတို့ဒုက္ခရောက်တော့မှာပဲဒါပေမဲ့မြေအောက်တိုက်ထဲမှာတော့နေရာရဲ့အများကြီးရှိပါတယ်လေလို့တန်နောက်ဖက် ကိုချင်လန်းအနည်းငယ်ဆုတ်ပြီးအဆောင်ကပြုတ်လိုက်တယ်။ဒီလိုပြိုးပြီးတဲ့နောက်မှာသူထွက်သွားတယ်။မိနစ်အနည်းငယ်လောက်ကြာတော့စစ်သားလေးယောက်နဲ့အတူသူပြန်လာတယ်။အုပ်ချွေးမှုကအမိပေးလိုက်တယ်လို့သူပြောပြီးစစ်သားတွေဖဲလှစ်လိုက်တယ်။ဒီအကျဉ်းသားကယူနေတဲ့သူ့ကိုမြေအောက်တိုက်ထေးမှာထားလိုက်တော့အမိပေးလိုက်တယ်။စစ်သားတွေကဒန်ဒီရဲ့လက်မောင်းတွေကို ဆွေးကလိုက်ကြတယ်သူကတိတ်ဆိတ်ညင်သက်စွာပဲလိုက်သွားတယ်သူတို့တွေအောက်ဖက်ကိုလေကထစ်15ထက်လောက်ဆင်းသွားကြတယ်အဲ့ဒီနောက်စစ်သားတွေကအခန်းတစ်ခန်းရဲ့တကားကိုဖွင့်လိုက်ပြီးဒန်ဒီကိုအခန်းထဲတွန်းထိလိုက်ကြတယ်တကားကပိတ်သွားတယ်ဒီတော့ဒန်ဒီကအခန်းထဲမှာလှည့်ပတ်ပြီးလမ်းချောက်တယ်သူကနယံနဲ့မထီမချင်းလက်ကိုချိဖက်ဆန့်တုံဆန့်တန်းပြီးချောက်တယ် အဲ့ဒီနောက်သူကအခန်းရဲ့ဒေါင်းတောင်းမှာထိုင်လိုက်တဲ့အရန်ကိုမောင်မင်းနေတော့သူဘာလို့မှမမြင်ရဘူးအဆောင်ပြောတာမှန်တယ်လို့သူတွေးမိတယ်ဒီနေရာကငါ့ကိုလုံးဝယူသစ်သွားစေနိုင်တယ်ဆရာကြီးမောင်သိန်းလွင်ဘာသာပြန်ဆိုထားတော့မွန်ဒီခရစ်စတိုမျိုးစားကြီး အခန်းခနစ်ရက်ပေါင်းတရသူဖိတ်မှာဒန်ဒီယိုလုံးလုံးချုံချုံတုတ်ခတ်ပိတ်လောင်ထားတဲ့အချိန်မှာပီလီဖို့ကပယ်ရီမျိုးတို့အလျင်အမြန်သွားတယ်ပြင်သစ်မျိုးတို့ချေချမဲ့နပိုလီယန်ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး လူဝီဘရင်ကိုတတိပေး၆တန်ဖို့တော်တာဖြစ်တယ်။သူကလူဝီဘရင်စီမှာဘရင်နဲ့အတူရှိနေတဲ့အခိုက်မှာပဲပြင်သစ်တောင်မကန်းစီကိုနပိုလီယန်တက်နေပြီဆိုတဲ့သတင်းတွေကရောက်ရှိလာပါတယ်။ ပဲရီမှာဘီလီဖို့တီးခုန်နေတဲ့ကာလအတွင်းမှာနပိုလီယန်ဘက်တို့သားသူဖခင်မွန်စီယာဝန်ရိုက်ဒီယာကသူ့စီတချိန်လာလေတဲ့။ဒါတော့ဥပဒေအရာရှိက လူကြီးသူကောင်းအဖိုးအကိုတွေ့ရတာလုံးဝသဘောမချဘူး။မကျင်တတ်ဘူး။သူတီးခုန်နေတဲ့ဟိုတယ်လေးကိုမွန်စီယာရိုက်ဒီယာဝင်လာတာကိုဘယ်သူမှမမြင်တော့ဘူးလို့သူညွှန်လင်းတယ်။ ။ဘာကြောင့်ဆိုသူကနပိုလီယံဘက်တော်သားဘသူနဲ့မှအဆက်အသွယ်လို့ချင်တဲ့ဆန္ဒမရှိဘူး။သူကဖြစ်နိုင်ရင်ဖြစ်နိုင်ရှင်နွန်ဒီယားကိုထွက်ခွာသွားစေချင်တယ်။ဒါကြောင့်နပိုလီယံထောက်ခံသူအလုံးအဖန်စီခံထောင်သွင်းအကျဉ်းခံနေကြရတယ်လို့သူဖခင်ကို ပြောပြတယ်။သူကသူ့အဖေကိုတင်းဆောင်ပုံအောင်နေဖို့အကေရွေးသူသားပေရီမှာဆက်လက်နေထိုင်မယ်ဆိုရင်အဖန်ခံရနိုင်တယ်။တည်တံပေးခံရနိုင်တယ်လို့အကြံပေးတယ်။ကျေးဇူးတင်တဲ့အမျက်နှာ ထားနဲ့သူ့အဖေကသူ့ကိုကြည့်လိုက်တယ်။ကျေးဇူးတင်တဲ့သားရဲ့မင်းကငါအသက်ကိုကြည့်လိုက်တယ်လို့ငါခံစားရတယ်။တနေ့နပိုလီယံအာဏာပြန်ရလာတဲ့အခါအပြန်အလှန်အားဖြင့်ငါမင်းကိုအကူအညီကောင်းကူညီနိုင်လိမ့်မယ်လို့သူကပြောလိုက်တယ်။ဖီလီပိုရဲ့တတိပေးဆောက်တင်ဆက်ကဘင်းကို အထောက်ကိုမရစေပါဘူး။သူဟာပြင်သစ်ကနေမရမကထွက်ပြေးခဲ့ရတယ်။နပိုလီယံဟာပယ်ရီမြို့ကိုပြန်လဲရောက်ရှိလာတယ်။ တခါထက်ပြီးတမ်းပြေကိုစိုးမိုးအုပ်ချုပ်သူဖြစ်လာခဲ့တယ်။နပိုလီယံအာဏာပြန်လည်ရရှိလာလျင်ရရှိရှင်တင်မိုးပိုင်ရှင်မွန်စီယာမိုရီကတန်ဒီကိုထောင်ကားလွှတ်ပေးဖို့အတွက်ခြောက်ထားတယ်။အကယ်၍တန်ဒီဟာနပိုလီယံဘက်တော်သားတစ်စုတစ်ယောက်ဖြစ်ခဲ့ဖြစ်တဲ့အတွက်ထောင်ကြတာဆိုရင်အခုအချိန်မှာသူ့ကိုကျင်းတဲ့မုံချလွှတ်ပေးရမယ်ကာလာပဲပဲဒါပေမဲ့ဒီလိုဖြစ်မလာခဲ့ပါဘူး။ဘာကြောင့်ဆိုဘီလီဘို့ကမာဆေးမှာတခါထပ်ပြီးရောက်လာလို့ဖြစ်တဲ့တကယ်ပါပဲသူက သူကတိအတန်းမွန်စီယာနွိုင်ဒီယာကသူ့သားကိုကာဝယ်စောင့်ရှောက်ခဲ့တယ်။ဘီလီဘိုကတချင်ကဘရင်ဘက်တို့သားတယောက်ဖြစ်ခဲ့ပေမဲ့သူ့ကိုရုံးမှဆက်လက်ထမ်းဆောင်ခွင့်ပြုတယ်။တခြားဘရင်ဘက်တို့သားအလုံးကိုတော့သူတို့ရဲ့ယာထုတွေကနေအလုံးကအလုံးကနေဖိစားပစ်ခဲ့တယ်။တချို့ကိုထောင်သွင်းအကျဉ်းချလိုက်တယ်။တချို့ကကွပ်မျက်ခံခဲ့ရတယ်။ဒါပေမဲ့ဒီလိုအဖြစ်မျိုးဘီလီဘိုမှာဖြစ်မလာခဲ့ပါဘူး။ဘာကြောင့်ဆိုသူ့ဖခင်ကသူ့ကိုကြေထားတယ်လေ။ဘီလီဘိုရဲ့အထက်အရာရှိနိုင်ငံတော်ဥပဒေအရာရှိချုပ်လည်း ဘရင်ဘက်သူသားတယောက်ဖြစ်တဲ့သူကထောင်တန်းကြခံရရတယ်။ပြီးတော့သူ့ကိုဘရိုမှတစ်ခါထပ်ပြီးမတွေ့မမြင်ကြရတော့ပါဘူး။ပီတီဖို့ကသူ့နေရာကိုရသွားတယ်။ဥပဒေအရာရှိဟာငါတို့ဥပဒေအရာရှိဖြစ်လာခဲ့ပါတယ်။ဘီလီဖို့ကတိထားတယ်လေအကေရွေးဒန်ဒီကိုလွတ်ပေးလိုက်ရင်သူ့ရဲ့ ်တစ္ဆာမင်းမှုအလုံးပို့သွားလိမ့်မယ်ဆိုတာဒါကြောင့်ဒီသူငယ်လေးချက်တူးဖိတ်မှာအကျဉ်းသားတယောက်အဖြစ်ဆက်လက်တည်ရှိရေးကိုသူခရူးတစ္ဆာသတိထားတယ်မွန်စီယာမိုရီကဒန်ဒီရဲ့လွမ်းမြောက်ရေးအတွက်လာတဲ့အခါတန်းပီလီဘုတ်ကဂတိရီတို့ပေးတယ်ဒါပေမဲ့ဘာမှတော့လုံးမပေးဘူးလွမ်းမြောက်သောမကိုစိုးရင်ကြောင်းလန့်နေတာဟာပီလီဘုတ်တယောက်တည်းတော့မဟုတ်ပါဘူးဒန်ကလာကလည်းနပိုလီယံအာဏာပြန်လဲရရှိလာတာကိုထိတ်လန့် ုံလို့စွာစောင့်ကြည့်တဲ့အခုဆိုရင်ဒန်ဒီလွယ်လာတော့မယ်လို့သူကသူ့ကိုယ်သူပြောလိုက်တယ်။သူကငါ့ကိုရှာပြီးကလစားချင်လိမ့်မယ်။ငါ့ကိုသူမတွေ့နိုင်တဲ့အစစားနိုင်ငံတစ်ခုမှာထွက်ပြေးပုန်းချောင်နေရမယ်။ဒီလိုနဲ့ပဲသူကပြင်သစ်ကနေထွက်ခွာပြီးစပိန်နိုင်ငံမှာအခြေချနေထိုင်တယ်။ဖန်နန်မွန်ဒီကိုဝန်နေနဲ့ကတော့သူ့ရဲ့ရှိသမျှအရှင်အကုန်လုံးကိုမှစီတီနဲ့ပဲကုန်လွန်စေတယ်။သူမရဲ့မြေတာပန်းကိုဆွန့်လော့ရယူနိုင်ဖို့ စ조사ရင်းနဲ့လေသူကတော့ဒန်ဒီဘာဖြစ်သွားတယ်ဆိုတာသိလေမသိဘူးဂယုလေမဆိုင်ဘူးတနေ့ဘေးအခါမှာမာစီတီးယသူ့ကိုယူဖို့သူ့ဇနီးဖြစ်လာဖို့သဘောတူခွင့်ပြုနိုင်မှာလေဆိုတဲ့နေ့ကိုတော့သူကစဉ်းစားတွေးတိုးပါတယ်မကြမီမှာပဲစစ်သားတယောက်ဆိုတော့နပိုလီယံကိုတိုက်ခတ်ဖို့ဆင့်ကိုချင်းခံရတယ်သူကမာစီတီးထံသွားရောက်နှုတ်ဆက်တဲ့အခါသူမကတိတ်ကိုဝမ်းနေစိတ်မကောင်းဖြစ်သွားတယ်ရှင်သားကိုလန်သွားရင်တော့ဟိုဒီလူကကြီးမှာကျမတယောက်လေးအထီးကျန်ဖြစ်နေတော့မှာပဲလို့သူမကပြောလိုက်တယ်ဖန န်ကပြိုသွားပါတယ်ဒန်ဒီပြန်မလာတဲ့ရွေးကာလပတ်လုံးပြန်မလာဘူးဆိုရင် တနေ့နေ့မှာမာစီဒီဟာသူ့ရဲ့ဇနီးဖြစ်လာနိုင်တယ်လို့တွေးစပြီးတော့ပေါ့ နပိုလီယန်ဟာရက်ပေါင်း100ကျောင်းအာနာဆက်လက်ရရှိတဲ့အဲ့ဒီနောက်ဝါတာလူတက်ပွဲမှာသူရှုံးနိခဲ့တဲ့ပီလီဖို့မျိုးလင့်ထားတဲ့အတန်းမှာပဲ38မြောက်လူဝီဘရင်ပြင်သစ်ထိနှန်းကိုပြန်နေရရှိတယ်။အဲ့ဒီတော့မွန်စီယာမိုရယ်ဟာဒန်ဒီရဲ့လွတ်မြောက်ရေးအတွက်တောင်းဆိုဖို့ထပ်ပြီးမလာတော့ပါဘူး။အခုဆိုရင်မျိုးလင့်ဆက်အားလုံးပြောင်းဆုံးခဲ့ရပါပြီ။ဒန်ဒီရဲ့ဖခင်အနေနဲ့လေသူ့သားကိုဘယ်တော့မှထပ်ပြီးတွေ့ရတော့မှာမဟုတ်တော့ဘူးဆိုတာသိခဲ့ပြီးသူ့မှာရှိတဲ့ပတ်စံလေးလေးနှီးကုန်းချုပ် ထုတ်ကုန်သွားခဲ့ပြီးသူတက်နံသမားတောင်းလို့ရတဲ့စားကျွင်းစားကြံလေးတွေလေးကုန်ပြီးသူအနေနဲ့ဆက်လက်အသက်ရှင်ချင်တဲ့ဆန္ဒရော မရှိတော့ပါဘူးနပိုလီယံကြားရှုံးပြီးမကြခင်မှာသူဟာအစာရေစာငတ်ပြီးတည်ဆုံးခဲ့ရပါတယ်သူသားရဲ့ဇနီးဖြစ်တဲ့မင်းကလေးမာစီတီရဲ့လက်ထင်းမှာပဲတည်ဆုံးခဲ့တာဖြစ်ပါတယ်